လက်ရှိကတော့ဒီရောင်းတူနဲ့ဝယ်တူကြမှာအေပေးချေမှုကပြောင်းလဲစီပြီးတော့သူတို့ကိုပြန်လဲသူပေးမှုဖြစ်ပါတယ်လက်နက်ကလည်းသူတို့ဒီဝယ်တဲ့ထန်ပြန်လဲအနိုင်ခက်ပြီးဖြစ်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့ဒီနေ့မတ်လ23ရက်နေ့အထိ PDF တွေလုံးဝလွတ်မလာသေးကြောင်းသတင်းရရှိတယ်လက်ရှိမြေဆောင်လုံးမဲ့နေရာတော်မှာเนาะအကြောင်းပြပြီးတော့ဘာလုပ်လဲတစ်ပင်တွေကိုတို့အမြင့်လိုက်စုံလိုက်တူးပြီးတော့ဒီ22ဘိတ်ကားတွေတင်ပြီးတင်းကိုဓာတ်လိုက်ခဲ့နေတာအဲ့ရမြေဆောင်ကတူးထုတ်တဲ့မြေကြီးကိုတခါတည်းကားနဲ့ကဲ့ယူရတာ 啊！阿里年纪的，阿里年纪的，巴然坦不就生那地啵？你妈那年头那年大嘞？你妈比如我太太讲皮钱啦，你妈比如我姑爷讲皮钱，啊！这欧阳少校都讲皮钱啦，你妈比如这欧阳少校都讲皮钱，这欧阳少校都讲皮钱，我也讲。是看你的内容属于，就那路，可能是我阿爷跟老老体过，但你为什么看节目新的比老表那年年差？ ားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်နေပြီးတော့ជួសလိုက်ပါတယ်ဒီကနေ့24ရက်နေ့အတွက်သတင်းထုတ်လေးတွေနေနဲ့ DNL အကြောင်းကိုတင်ပြလိုက်တဲ့ကျွန်တော်ဆီမနေဦးမီရဲ့သတင်းလေးနဲ့အတူနောက်ပိုင်းမှာတော့ကျွန်တော်လေးစားရတဲ့ကိုစီရဲ့သတင်းလေးရဲ့နောက်တစ်ပုတ်မှာတော့ကိုပိုးလေးတို့ရဲ့သတင်းလေးနဲ့အတူပေါ့နော်နောက်ဆုံးတစ်ပုတ်မှာတော့ကျွန်တော်တို့ NUG ကကွယ်ရေးဝန်ကြီးဦးရင်မွန်ရဲ့သတင်းလေးကိုပါဆွေးနွေးတင်ဆက်ပေးလိုက်ပါတယ်သတင်းထုတ်လေးတွေဖြစ်ပြီးတော့ကျွန်တော်တို့အတွက်ကွာရစီမဲ့ပြည်တို့ဗိုင်းလေးတွေဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့တူတူအဆုံးထိလိုက်ပါကြီးချူဖို့တဲ့ကိုဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုလို့ကျွန်တော်ဆီယမ်မနွေမဲ့ပြည်တို့ဗိုင်းနဲ့စလိုက်အောင် လက်ရှိကတော့ဒီရောက်တူနဲ့ဝယ်တူကြမှာအေးပေးချေမှုကပြောင်းလဲစီပြီးတော့သူတို့ကိုပြန်လဲသူပေးမှုဖြစ်ပါတယ်လက်နဲ့ကလည်းသူတို့ဒီဝယ်တဲ့သူထမ်းပြန်လဲအနိုင်ခံပြီးဖြစ်ပါတယ်ဟုတ်ကဲ့အခုဒီဘလမန်တိုမှာဖန်စီထားတဲ့ PDF တွေနဲ့ပတ်သက်ပြီးတော့အခုလူယူဦးကတော့အေယဝတီဒရင်ဌာနထဲမှာပြောတာကတော့ပတ်စံငွေချေမှုတွေအဆင်ပြေသွားတဲ့အတွက်ကြောင့် PDF တွေကိုသူတို့ရဲ့လက်နက်တွေပေးပြီးမှ match la 16ရက်နေ့တုန်းကလွတ်လိုက်ပြီလို့ပြောလိုက်တယ်။ဒါပေမဲ့ဒီနေ့ match la 23ရက်နေ့အထိ PDF တွေလုံးဝလွတ်မလာသေးကြောင်းသတင်းရရှိတယ်။အရင်ဆုံးကတော့ PDF တွေက TNLADC ကနေမှလက်နက်ဝယ်တယ်လို့ပြောတယ်။ဒါပေမဲ့ TNLAD ထက် ID ဝါဒီ MNDAA ဒီကိုင်းနဲ့လက်နဲ့ကပိုကောင်းတယ်လို့ပြောတယ်ဆိုတော့ TNLADC မှာမဟုတ်ဘဲနဲ့ MNDAA နဲ့ဝါဒီတဖွဲ့ဖွဲ့ထဲကသူတို့လက်နဲ့သွားဝယ်တာဒါကြောင့်အခု TNLAD ကရန်ချတာလားပေါ့နော်သူတို့စီကမဝယ်တဲ့အတွက်ကြောင့် ။ဘာကြောင့်လဲဆိုတော့အရင်ကတော့တို့တို့စီမှာဝင်နေကြလေ။ဒါပေမဲ့အခုတို့ကဒီ MNDAA နဲ့ဝါဒီတစ်ဖွဲ့ဖွဲ့ထဲကတို့လက်နက်သွားဝယ်တာ။ဒါကြောင့်အခု TNLAD ကရန်ချတာလားပေါ့နော်။တို့စီကမဝယ်တဲ့အတွက်ကြောင့်။ဘာကြောင့်လဲဆိုတော့အရင်ကတော့တို့တို့စီမှာဝင်နေကြလေ။ဆိုတော့ဇော်မဲလုံးနဲ့ဘာတော်တယ်လဲဆိုတော့မသိဘူး။မမမကနဲ့လျှို့ယူဦးကတော့ဒီလိုမျိုးဒရင်ဌာနကနေပြောဆိုတဲ့အရာကတော့တိတ်ပြင်းမှအောက်တန်းကြတယ်လို့ပဲဒီလိုပဲပြောချင်တယ်အခုအချိန်ထိလုံးဝမလွတ်လာသေးပါဘူးပြီးလို့ရှိရင် DTNLA အခုကျမတို့ဘေးနားမှာဒီပုံတင်ထားလိုက်တယ်အခု TNLAD ကနေရတကာကိုပတ်ရမ်းလာတာဆိုတော့အခုတို့ကတော့ဒီ SSPP ဒီရှိတဲ့ဘက်ကိုတို့ကစစ်ကြောင်းထိုးလာတယ်လို့ပြောမလားနေလာချဲ့တယ်လို့ပြောမလားအဲ့လိုမျိုးလာခဲ့တာဒါပေမဲ့ SSPP ကတော့တခွန်းထဲပဲဝါသန်းတရားလေးပဲထားထားတယ်ဒီဝါသန်းကိုကြော်လို့ရှိရင်နင်တို့နဲ့ငါတို့အပြစ်ခံမယ်လို့ပြောလို့အခု TNLAD ကဝါရတဲ့ဖက် အခု SSPP ကဝါသန်တစ်ဖက်မှာသူတို့အမှရက်နေကြတာဖြစ်တယ်အခု TNLAD က SSPP ဒီဝါတကြောင်းပဲထမ်းထားတာကိုဘာကြောင့်မကြိုရေးတလေဆိုတော့ရှမ်းပြည်နယ်လေကျွန်တော်တို့ KIA နဲ့ဖြစ်တော့ကတော့နင်းတို့ကချင်တွေကရှမ်းပြည်နယ်ကိုလာကျွကြော်တယ်ဆိုတဲ့ပုံစံနဲ့လှုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းစကားသိပ်မပြောချင်လို့ကျွန်တော်ကတော့ဆုတ်ပေးလိုက်တယ် SSPP ဒီကဒါကသူတို့နေမြေလေသူတို့ရဲ့ရှမ်းပြည်နယ်ဆိုတော့ပလောင်တွေကမလုပ်ရေးတာဆိုတော့အခုပလောင်တွေကနေရတကာမှာစစ်ခွေးတွေလိုပဲခွေးယူးပြန်ပြန်မှလိုက်ပိုက်ရနေတာတော်တော်ရုပ်ဆိုးလာပြီနော် ဟုတ်ကဲ့ပါဒါတော့ဆီယမန်နွေမီရဲ့ DNLA ရဲ့သတင်းလေးကိုပြောလိုက်တာဖြစ်ပါတယ်ဆိုတော့ DNA နေအဖွဲ့အနေနဲ့ကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်တို့ပြည်သူအနေနဲ့မြင်မိတာကတော့ DNA နေအဖွဲ့ကဘာတွေလုပ်နေလဲလို့ဆိုတာတော့အတိအကျမသိဘူးဒါပေမဲ့ဒီလိုလုပ်ရတဲ့ကပေါ့နော်မလုပ်တင်ဘူးလို့ကျွန်တော်တို့မြင်မိတယ်ဘာကြောင့်လဲဆိုတော့တင်တို့ဟာဘယ်အဖွဲ့စီနေမှမတည့်လို့ရှင်ကိုတဖွဲ့တည်းနေနေရမယ်နော်ကိုတဖွဲ့တည်းနေနေရပြီဆိုတာနဲ့နောက်ဆုံးမှာခင်ဗျားတို့စစ်ခွေးနဲ့ပေါင်းပေါင်းမပေါင်းလို့ရှင်ခင်ဗျားတို့အမျိုးကမ်းမယ်နော်အဲ့ဒါပဲပြောချင်တယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တော်လိုင်းရေးတက်ဖွဲ့ချင်းချင်းပြနော်ပြိပခါဖြစ်အောင်လို့လိုက်မဖန်တီးတင်ဘူးခုချိန်မှာနော်ချို့အဖွဲ့တွေကရှေ့တန်းမှာတိုက်ပွဲတွေပေါ်ဆောင်နေတယ်အများတို့ကနောက်မှနေယူတော့မှပြဿနာတွေမရှာသေးဘူးပြနော်ဒီလိုမျိုးပြိပခါကနေယူတော့မှလူမျိုးရေးပြဿနာတွေဖြစ်သွားလို့ရှိရင်မကောင်းဘူးနော်အဲဒါကြောင့်ကိုယ့်ရဲ့နေမြေအတွင်းမှာပေါ့နော်ညင်ညင်ချင်းချင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးပြိပခါတွေမဖြစ်အောင်လို့ထိန်းထိန်းနေ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 ပေးကြပါလို့ကျွန်တော်ဒီကနေ့ပုံမှန်မြတ်တက်ရခံပါတယ်နော်ဆိုတော့ ဒီရဲ့တည်င်းလေးနဲ့ပတ်သက်ပြီးတော့မှကိုထင်မြင်ချက်ကိုလည်းခွန်မမယူခဲ့ပြပါအောင်။နောက်ဆုံးရှင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်ကျွန်တော်လေးစားရတဲ့ကိုစီးရဲ့တည်င်းလေးကိုချိလိုက်အောင်။အကျံဖက်အနာဘိန်းခေါင်းဆောင်မင်းအောင်မိုင်းကထိုင်းနိုင်ငံကိုလာမယ်ဆိုတဲ့တည်င်းကိုတက်လာတာတွေ့ရပါလေ။အဲ့တော့ဒီတည်င်းတကယ်ဆိုလို့ရှိရင်ဒီကိစ္စကြီးတော်တော်မဖြစ်သင့်တဲ့ကိစ္စကြီး။အဲ့တော့ထိုင်းစိုးရနေနဲ့မြန်မာနိုင်ငံပေါ်ဆက်ဆံတဲ့နေရာမှာအာနာတိမ့်ဘက်ကိုပေါ်တင်ရိမ့်တာရိမ့်နေဆိုလို့ရှိရင်လေအဲထိုင်းနိုင်ငံအနေနဲ့ဒီအာနာတိမ့်ထားတဲ့မင်းအောင်နိုင်ကိုထောက်ခံတယ်လို့ပေါ်တင်ပြောစီတင်တယ် ော်ဒါပေမဲ့ဟိုဘက်လိုလို့ဒီဘက်လိုလို့လုပ်ပြီးတော့အနောက်ကနေတခိုးတရိုးကန်းနေတဲ့လောက်ရမျိုးတော့မဖြစ်သင့်ဘူးအာဏာတိုင်းမင်းအောင်လှိုင်ကလက်ရှိမြန်မာနိုင်ငံမှာပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေတဲ့ကောင်ကိုထိုင်းနိုင်ငံကိုလာခွင့်ပေးတယ်ဆိုတာကဒါကမြန်မာပြည်သူတွေအားလုံးကိုစော်ကားလိုက်တာလေအထူးထူပါပဲနော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်လိုင်းအင်အားစုတွေဘက်ကဘယ်လိုတောက်ပြန်မလဲဘယ်လိုပုံစံလုပ်မလဲဆိုတာကိုလည်းကျွန်တော်ပြည်သူတွေအနေနဲ့အရန်တိချင်ပါတယ်အကြမ်းဖက်ကောင်းဆောင်မင်းအောင်လှိုင်ထိုင်းနိုင်ငံဘန်ကောက်မြို့ကြီးမှမြင် BIMS DC Business အစည်းအဝေးတို့တက်ရောက်ပြီးဖြစ်ကြောင်းထိုင်းသတင်းဌာနများကတရင်ပေါ်ပြတယ် ဘစ်စစီဝေးတက်ရောက်ရန်ဧပြီလ3ရက်မှ4ရက်ထိဘန်ကောက်မြို့သို့လာရောက်မည်ဖြစ်ပြီးဆိုပါစီဝေးကိုထိုင်းနိုင်ငံကအင်ဂျင်ဖြင့်ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်ဘစ်စစီဝေး6ကြိမ်မြောက်ထိပ်တည်အစည်းအဝေးသို့တက်ရောက်မည်မင်းအောင်နိုင်မှထိုင်းနိုင်ငံသို့ပထမဆုံးလာရောက်ခြင်းလည်းဖြစ်သည်ယင်းစည်းဝေးကိုထိုင်းဝန်ကြီးချုပ်ပီတာနက်ရှင်နယ်ဝက်ကတဘာပတိအဖြစ်တာဝန်ယူကျင်းပမည်ဖြစ်ပြီးဘစ်စအဖွဲ့ဝင်နိုင်ငံများလည်းတက်ရောက်ကြမည်ဖြစ်တယ်ပင်းစပ်ဘွားဝင်နိုင်ငံများတွင်အိန္ဒိယတီးလင်ကဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါ်နှင့်ထိုင်းနိုင်ငံတို့ပါဝင်ပြီဆိုတဲ့တည်င်းပဲဖြစ်ပါလိမ့်။အဲ့တော့ ဒီချိန်မှာ ICT ကနေဖမ်းမထမ်းထွက်ရင်တော့စောင်းအောင်ကောင်းပါတော့တကယ်ပါပဲဟိုလက်ရှိထိုင်းနိုင်ငံနေနဲ့ဘလို့တဘောနဲ့မင်းအောင်နိုင်လို့လာခွင့်ပေးလဲတော့တင်းချာချာမတိရသေးဘူးဒါပေမဲ့တကယ်ကောင်းကောင်းမွန်မွန်ကြည့်ပြီးလာခွင့်ပေးတယ်ဆိုလို့ရှိရင်တော့ဒါဟာလုံးဝမဖြစ်တဲ့ကိစ္စတော့လက်ရှိအနာသိမ်းထားတဲ့မင်းအောင်နိုင်ဟာမြန်မာပြည်မှာပြည်သူပေါင်းများစွာရဲရဲစက်စက်တတ်ဖြတ်နေတယ်ဒီကနေ့ထိလည်းလေရင်နေနဲ့ဘုံကျဲနေတယ်နော်အိုင်အိုကနေ ပဲပိတ်ဆို့မှုတွေအရေးယူမှုတွေအစားအုပ်ချမှတ်နေတယ်အဲ့တော့အဲ့လိုအချိန်မှာနိုင်ငံတကာပိတ်ဆို့မှုကြီးနေတဲ့အချိန်မှာမင်းအောင်နိုင်ကိုထိုင်းနိုင်ငံကိုလာခွင့်ပေးတယ်ဆိုတော့ထိုင်းနိုင်ငံရဲ့သဘောတရားဒါတစ်ခုတည်းတော့လုံးဝမဖြစ်နိုင်ဘူးဒါဟာတရားဝင်ရှယ်လယ်မှုလို့ယူဆတယ်ဘာဖြစ်လို့လဲထိုင်းနယ်စပ်မှာကြားပြအရေးခေါင်းစဉ်တက်ပြီးတော့ခလောက်ဆန်လိုက်တယ်အဲ့တော့လက်ရှိအချိန်ထိကြားပြခေါင်းဆောင်တွေကိုမိတယ်ဆိုတာမရှိသေးဘူးဓမ္မရှိတဲ့လူတွေကိုတတော်ပြီးတတော်တာလေရင်နဲ့ခေါင်းပြီးပြန်ပြန်ပို့နေတယ်ဒါအဘိဓိရှိတဲ့လောက်ရမို့ရုပ်ရှင်ရိုက်နေတဲ့လောက်ရလို့ပဲရှုမြင်တယ်နော်နောက်တစ်ခုကအဲ့ဒါလို့လောက်တဲ့နေရာမှာလက်ရှိလူရမဝင်တဲ့ဒီအာနာတိတ်အဖွဲ့ကို နော်တုံးနိုင်ငံတွဲဆောင်ရေးဆိုပြီးတော့တရုတ်ကဘာလာလုပ်လဲဆိုတော့ထိုင်းမြန်မာနယ်စပ်လာပြီးတော့တရုတ်နိုင်ငံတက်ဆိုင်သူတွေထိုင်းဆိုရတက်ဆိုင်သူတွေပြီးရင်အဲ့ဒီအာဏာတိမ်းထားတဲ့အကြမ်းဖက်ကောင်တွေကိုခေါ်ပြီးတော့တုံးနိုင်ငံအစိုးရတွေနှိမ့်နှိမ့်တိုင်းတွဲဆောင်လဲဆိုပြီးတော့လူရဆွဲတွင်းလာဒါဟာလူကဘာမှလူရမဝင် ဖြစ်နေတဲ့ဒီအကြမ်းဖက်ကောင်တွေကိုလူရတွင်းလာမယ်အဲ့တော့အဲ့လိုလောက်ရမျိုးကနေတစင်အခုမင်းအောင်နိုင်ကိုထိုင်းနိုင်ငံကိုလာခွင့်ရတယ်ဆိုတာဒါတပြေးပြေးနဲ့နိုင်ငံတကာအရေးတွေကိုဒီအာဏာတိမ်းပြီးတော့ ကိုကိုရမှတ်နေတဲ့ဘွားပြက်နေတဲ့ကောင်တွေကိုလူရဝင်းအောင်ပြန်ဆွဲသွင်းတဲ့တရုတ်ကလှုပ်ရက်ပဲပြည်ရင်းမှာလည်း MNDA အဖွဲ့ကိုအရင်ဦးဆုံးအပြစ်ရခိုင်းတယ် MNDA ကအပြစ်မရတဲ့အချိန်မှာ MNDA ရဲ့ခေါင်းဆောင်ကိုအကြံကြောက်တဘောမျိုးနဲ့ဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့အကြက်ကင်နဲ့အကြက်ကင်ပြီးတော့လက်ရှိတိုက်နေတဲ့ MNDA ရဲ့စစ်ရေးလုံးဝရက်ဆိုင်အောင်အကောင်လုံးအမိတ်အာဏာနဲ့လာရက်ခိုင်းတယ်နော်နောက်တစ်ချက်ကလက်ရှိ MNDA ရဲ့တပ်မှုတွေအခုကိုတို့ကခေါ်ဝါးခေါ်ရတယ်တရုတ်ကခေါ်တွေ့တယ် အဲ့ဒီအတွက်တည်င်းတော့မထွက်လာသေးဘူးအဲ့တော့တရုတ်ကလုံရက်ကိုကြည်ချင်းအဖြစ်လက်ရှိတရုတ်ကဒီအာဏာသိမ်းတဲ့စစ်ကောင်စီကိုမပြစ်မနေနိုင်အောင်လို့လုံမဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ MNDA ပါဝင်တိုင်းနယ်နဲ့နယ်ကိုင်တွေကိုကျွန်တော်တို့ပြောချင်တာကအဓိကတော့ဒီဝရဲ့ MNDA ပေါ့နော်ခင်ဗျားတို့ဟာတရုတ်နဲ့မกินဘူးမှန်တယ်ဒါပေမဲ့မြန်မာနိုင်ငံကိုဖဲ့ပြီးတော့တရုတ်နိုင်ငံပေးနိုင်တာပေးနိုင်တယ်ဆိုရင်တော့ဆက်လုပ်ပါတရုတ်ကအမေရိကန်စက်နေပါဆက်လုပ်ပါတရုတ်ကခက်ခက်နေချက်နီးနေနေချက်တာအယူဆုံးတရုတ်ဒီမင်းအောင်နိုင်အာဏာသိမ်းသွားကြည့် အာဏာသိမ်းထားတဲ့မင်းအောင်လှိုင်အနိုင်ရသွားကြည့်နံပါတ်1မြစ်ဆုံစီမံကိန်းဖြစ်လိမ့်မယ်မြစ်ဆုံစီမံကိန်းကဖြစ်လို့ရှိရင်အချိန်မရွေးမြစ်ကြီးနားထိပြည့်စည်သွားလို့ရတယ်အေယာဝတီမြစ်ဂျော်တောင်ထောက်မှာရှိတဲ့ရွာတွေအားလုံးပြည့်စည်ပြီဒါပေမဲ့မြန်မာပြည်ကရမယ့်အခွင့်အရေးကမပြောပါတော့တဲ့ပမာဏလေးအကောင်လုံးရမယ့်အကျိုးမြတ်တွေအားလုံးကတရုတ်ကိုယူသွားမှာလက်ရှိမြစ်ဆုံလုံးမဲ့နေရာတော်မှာနော်အချောင်းပြပြီးတော့ဗာလုပ်တယ်တစ်ပင်တွေကိုတို့အမြင့်လိုက်စုံလိုက်တူးပြီးတော့ဒီ22ဘိတ်ကားတွေတင်ပြီးတရုတ်ကိုဓာတ်လိုက်ခဲ့တယ်အဲ့ရမြစ်ဆုံကတူးထုတ်တဲ့မြေကြီးကိုတခါတည်းကားနဲ့ကဲ့ယူသွားတာ တော့အဲ့ဒီမြေကြီးတွေအဲ့ဒီနေရာမှာဘာတွေတန်ဖို့ရှိတယ်စဉ်းစားကြည့်ပေါ့ကချင်ဒီကချင်ကနေတရုတ်ထိကားတစ်ခေါက်၂၂ဘီကားတစ်ခေါက်ရောက်ဖို့အတွက်ကုန်ကြမ်းစိတ်ဘယ်လောက်ရှိမလဲမြေကြီးတက်တက်ဆိုရင်အဲ့ဒီမြေကြီးတွေကိုတည်ဝမ်းမလားရိုးရိုးတစ်ပီကြီးဆိုရင်အဲ့လိုအဆုံးလိုက်ကြီးတည်ဝမ်းမလားနာကြပါခင်ဗျားတို့ကျွန်တော်တို့အားလုံးကဒီမြန်မာမြေပေါ်ကိုအားလုံးပိုင်တယ်ကချင်နေရာကချင်ပြည်နယ်မှာပိုင်တာမဟုတ်ဘူး ဟိုအောက်ဘိတ်တဝဲကြီးပိုင်တယ်အေရာဝတီတိုင်းကြီးပိုင်တယ်ရခိုင်ပြည်နယ်ကြီးပိုင်တယ်ဟိုအနောက်မှာနေတဲ့ရခိုင်ပြည်နယ်ရခိုင်ပြည်နယ်ပဲပိုင်တာမဟုတ်ဘူးဟိုကချင်ပြည်နယ်မြစ်ကြီးနားပူတာအုပ်ကြီးပိုင်တယ်ပက်ဆိုင်တယ်ကျွန်တော်တို့အားလုံးကဒီမြေပုံအပေါ်မှာနေကြတာဒါပေမဲ့အဲ့ဒီလိုတရုတ်မင်းအောင်နိုင်အနိုင်ရသွားပြီဆိုရင်ဘယ်သူမှလွန်ဆန်လို့မရတော့ဘူးလွန်ဆန်လို့မရရင်တရုတ်ကဝင်လာမှမစ်ဆုံလုပ်မယ်မစ်ဆုံလုပ်တာနဲ့မြန်မာနိုင်ငံအေရာဝတီမြစ်ကြီးခံသွားမှာမြစ်ဆုံပြီးတာနဲ့ဘာဖြစ်လာမလဲနော်ကျွန်တော်တို့တရုတ်ကပိုလန်မှာဂုံးတွင်းပိတ်ဖြစ်နေတဲ့တလို့ရဲ့အနောက်ခြမ်းကိုပိုလန်မှာဖောက်ပြီးတယ် မြန်မာနိုင်ငံကိုခလိုက်ကောင်ဖြတ်ပေါက်မယ်တနိုင်ငံတော့ဖောက်ချလာဖောက်ပြီးအဲ့ဒီပိုလန်မှာပောက်ဝိုင်းတရုတ်တန်းနဲ့ခြီးပြီးတော့ဆင်းလာမှာနောက်တစ်ချိန်ကျရင်မြန်မာပြည်သားတွေဗမာမဟုတ်ဘူးနော်မြန်မာပြည်သားအားလုံးကချင်ကရမွန်မြန်မာရခိုင်ချမ်းကအဲ့ဒီတရုတ်တွေရှိမှကျုံပြန်ခံရမယ်ကိုယ်နိုင်ငံတွေကိုလာနေတဲ့တရုတ်ကတခင်ပြန်လုပ်မယ်ကျင်းနေတယ်ကျွန်တော်ပြောတာမယုံကြီးတိုက်တယ်လို့ပြောအဲ့တော့အဲ့လိုအနေအထားကိုဖြစ်စေချင်တာမဖြစ်စေချင်ဘူးဆိုရင်တော့ကျွန်တော်တို့တွေ လက်ရှိတိုင်းနာအီယာဝက်စ်တွေ MG အပါဝင်တယောက်နဲ့တယောက်သဘောထားချင်းမတိုက်ဆိုင်တာတွေအမြင်မတူတာတွေမကြိုက်တာတွေဆရာလောက်ချင်တာတွေအဲ့ဒီစိတ်တွေခဏလေးဘေးကထားစူပေါင်းပေးပါဘုံရန်သူကိုအရင်ဝိုင်းတိုက်ပေးပါခက်မြမြဝိုင်းတိုက်ပြီးတော့ဘုံရန်သူပြုတ်ဝိုင်းကျွန်တော်တို့ကိုချင်းချင်းပြန်ညှိတာဘယ်ချိန်ကြီးကြီးရတယ်တရင်တို့အဲ့ဒီအချိန်ဟဲ့အောင်လာလာလာငါတို့ချင်းစကားပြောကြမပြောလို့ရတယ်ဗျာဒါပေမဲ့ဒီလိုဘုံရန်သူရှိတဲ့အချိန်မှာကျွန်တော်တို့ဘာမှလုပ်လို့မရဘူးအဲ့တော့ရန်သူက အားလုံးကိုစုဝိုင်းတူမနိုင်ဘူးဆိုတာတိတယ်တူဒီမဟုတ်ဘူးတူမဲ့လေးတည့်အောင်လဲဒီဟာတွေအားလုံးစုဝိုင်းမနိုင်ဘူးဆိုတာတိတယ်ဒါတော့ဘာဘာလုပ်လဲအခုဒီကိုအမက်ချွေအဲ့တော့အဲ့လိုအမက်ချွေခံပြီးတော့ရန်သူရှိကိုဒူးထောက်ပေးလိုက်ကြမှာလားကျွန်တော်တို့တွေကနိုင်အောင်ပြန်လိုက်မှာလားအဲ့တော့လက်ရှိထိုင်းကိုလာမယ်ဒီတောင်းနိုင်တာမအေးလို့ရဲ့နော်ခရီးစဉ်မှာတော်နိုင်အင်အားစုတွေ NUG အပါဝင်လက်ရှိတော်နိုင်ရင်အင်အားစုတွေလက်နက်ကင်တွေရောနိုင်ငံသမားတွေရောနော်အစိုးရတာဝန်ရှိတဲ့လူရောစသဖြင့်ဘာလို့မလဲဆိုတာကိုပြည်သူတွေသိကျင်တယ် ်ထိုင်းမှာရှိတဲ့ပြည်သူတွေဘာလို့ပေးရမလဲဆိုတာကိုလည်းပြောတင်ဒါလုံးဝလက်ခံတင်တဲ့ကိစ္စမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့တွေကခွေးကိုအမီးဖြတ်ပြီးတော့တိုင်းပြည်ရဲ့ခေါင်းဆောင်လို့တင်မြှောက်နေတာမြန်မာပြည်သားတွေရဲ့တိတ်ခါကရှိအောင်မင်းအောင်နိုင်အာဏာသိမ်းလိုက်တဲ့အတွက်မြန်မာဆိုရင်ကဘာမပြောနဲ့အိမ်ကြီးချင်းထိုင်းမှာတော့ဘလို့ပုံစံကြည့်ကန်ရတယ်ရင်နာကြပြီတော့အဲ့ဒါမင်းဘာလို့ညောငါဘာလို့ညောထိုင်းကဖွဲမကြည့်ဘူးမင်းမြန်မာပြည်သားပတ်စဖို့ကင်တဲ့မင်းမြန်မာပြည်သားပဲမင်းကိုမြန်မာအဖြစ်ပဲကြည့်တာ ဘာကြောင့်မလို့နာကြသမ်းမှာဟာဒီရင်ပတ်ထဲကနာပြီးတော့အုံတော့အတီတရားနဲ့ငါတို့ဘာလို့တင့်နေဆိုတော့ကျွန်တော်တို့တွေကတွေးပြီးတော့လောက်ကမဲ့အချိန်ရောက်နေပါပြီဟုတ်ကဲ့ပါဒါတော့ကိုစီတင်နေနေဖြစ်ပါတယ်ကိုစီပြောရတာတကယ်မှန်တယ်ဗျာနော်ကျွန်တော်တို့ရင်ပတ်တရားနေတွေနာဖို့အချိန်တန်နေပြီဗျာနော်အဲဒါကြောင့်ကျွန်တော်တို့နာပေးကြပါကျွန်တော်ဒီရဲ့စစ်ကောင်စီကိုပေါ့နော်အမြဖြုတ်အောင်တိုက်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ရှေ့တန်းကရဲဘော်တွေအတွက်ကိုအင်အားဖြည့်ပေးကြပါလို့ကျွန်တော်ဒီကနေပြန်မှပြန်ရက်ခလိုက်ပါတယ်ဆိုတော့ကိုစီတင်နေလေးကအယောင်ကောင်းတော့ပေါ့နော်ကိုစီပြောရတာလည်း စေတနာအမှန်ကန်နဲ့ပြောရတယ်ဆိုတဲ့အတွက်ရန်ကုန်လေးစားပါတယ်ဆိုတော့ကိုစီးတဲ့တင်နဲ့ပတ်သက်ပြီးတော့ကိုတင်မချောက်ကိုကိုမှရေးခဲ့ပြီးလို့ရပါတယ်ခင်ဗျာဒါဆိုရှင်ဂျော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်ကိုပိုးလေးတို့ရဲ့ဗီဒီယိုလေးကိုကြည့်လိုက်အောင်ဒီဗီဒီယိုထဲမှာတော့ဘောမအခြေစားဒိန်းတောင်ချောင်းလေးနဲ့ပါတာပေါ့နော်ဆိုတော့ဘယ်အကြောင်းလေးတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ရဲ့ပြောပြချင်တာပြောအောင်မယ်စီစဉ်ပါဟုတ်အဲဒီနေ့တော့ပြောချင်တာကတော့ကိုတို့ကျွန်နဲ့ကျွန်တော်နဲ့အတူပြောချင်နေရတယ် အများကြီးရောဗျာပြောစရာရှိလို့ပြောအောင်မယ်ဆိုတော့ပြောဖို့ပြောအောင်ပြောဖို့ပြောအောင်เนาะကျွန်တော်ဗာလဲဆိုတော့အဲဒါတခြားမဟုတ်ပါဘူးကျွန်တော်ကိုဘက်ကလူတွေအဲတရင်မားတွေဆက်ရောက်တင်တာတွေတော်တော်များပါတယ်ဗျာနော်။ဩော်ဒါဆိုရင်အခု Facebook ပေါ်မှာတင်နေတဲ့ကတင်းတွေတချို့မှားနေတဲ့အရာတွေကိုပြန်ပြီးတော့ကိုဘက်ကဟိုဟာဘယ်လိုပြောမလဲဒီအချိန်မှာစစ်တင်းတို့ဟိုဘယ်လိုပြောမလဲတက်ခဲ့တဲ့တင်းတွေကဟုတ်ကဲ့ အဲ့ဒီတရင်ကအုတ်သွားမှဆိုလို့အုတ်သွားမှဆိုလို့နော်တားတဲ့သဘောပါဟုတ်ကဲ့ဟုတ်ကဲ့တားတဲ့သဘောမဟုတ်ဘူးပြောပြရမှာနော်ဟုတ်ကဲ့ပြောပြရတဲ့သဘောပါဟုတ်ကဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့မနေ့တနေ့ရမှာပေါ့နော်ဟိုကဒိန်းတော်ပေါ့နော်မဆီတော်မှာဒိန်းတော်လို့ပေါ့လားကိုတင်လာမှန်ပါတယ်မှန်ပါတယ်ဒီဝရက်ဆရာတင်မလို့လဲဆုံးမတတ်မကြောက်ဘူးအဲသူဟာလွန်ခဲ့တဲ့ကျွန်တော်တို့9နှစ်ရှင်းလောက်ကဒီစေုံတက်ခဲ့တဲ့ပုံကြီးကိုပြန်တင်ပြီးတော့ဒိန်းတော်အရေးပေါ်စေုံတင်လိုက်ကြပါပြီလုံးဝမတက်တော့ဘူးတေပါတော့မယ်ဆိုတဲ့ဂရင်းကြီးက ဘာလဲဆိုကျွန်တော်တို့မားနေတယ်မားနေမားနေတာကိုဘက်ကတော်လင်းသမားတွေကလည်းဘာလဲဆိုတော့ဒီဒိန်းတော်ပုံမှာဘယ်လောက်ထိညစ်တာထားလဲဆိုတော့ဒီကောင်ဘာဖြစ်မလဲပဲစောင့်နေတယ်အရန်ပျော်ပျော်ပြီးတော့အဲ့ပုံမဲ့ယူပြီးတော့ပြန်တင်ကြတာဒိန်းတော်တော့ဘာဖြစ်နေညာဖြစ်နေဆိုတော့အဲ့တတိယလွှဲနေတယ်ပေါ့လွှဲနေတာပေါ့နော်လွှဲနေတာအဲ့ဒါဟိုတုန်းကဟိုဟာတပ်ပုံအဟောင်းကြီးပါခင်ဗျာဒီဟာနောက်ဆုံးရိုက်တဲ့လူကဘယ်သူရိုက်တယ်ကကျွန်တော်တို့ပြီးသားပါတယ်နော်ကျွန်တော်တို့အဲအဲ့လောက်ပြီးသားတဲ့ဟာဖြစ်တဲ့အတွက်ဒီဟာဒီသတင်းမှားနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကပြောပြပြောချင်းတာပေါ့နော်ဘာလဲဆိုတော့အဲ့ဒီဓာတ်ပုံကလည်း အဲကျွန်တော်တို့ဒီကိုနေတော့ကျွန်တော်ပြင်းတက်ပါပြီရပါပြီမဟုတ်လေပြောပြမှရမှာလေအဲ့တော့သိပြောပြနေတယ်မပြောပြရဘူးဟာကိုဘလောက်ဆေးတုပ်ရကြာပြီမဟုတ်သူမိမပြောသေးတယ်လေအနေတော့ကြောင့်၅ယောက်ကြာဟိုဟာဆေးုံတက်လိုက်ကြတယ်ရက်ပြန်တော့လေဆိုတာလေမဟုတ်သားပါဖေးနဲ့တိုက်ထုတ်တာလေအဲ့ဆန်းထုတ်တဲ့ကောင်းမောင်းလားမဟုတ်လားအဲ့ဒါတွေကိုထားလိုက်တော့အဲ့ဒါလေပြောပြရသေးတယ်ဗောနော်ဟိုဘာပတ်စင်နေဗောနော်သူဒါသူသူကိစ္စကိုကိစ္စပဲဒါကိုနဲ့မတူကိုရင်သူမဖြစ်ခံနိုင်ဘူးအင်းအင်းကျင်းတယ်ဒီဟာကတော့ကိုယ့်ဘက်ကကိုယ့်လူတွေကိုပြောပြကြင်တာဒီဓာတ်ပုံကအဟောင်းကြီးအဟောင်းကြီးနော် အဲ့ဒါပဲပြောပြချင်တာအဟောင်းအဲ့တော့မှမဟုတ်ဘူးတကယ်ဖြစ်နေတယ်ဆိုရင်အဲတကယ်လာရှင်းလိုက်ပါပါလို့လေပတိဒီဘက်ကပြောပြပေးမယ်ဒီလိုပြောချင်တာပါပါလို့လေဆိုတော့ဒိန်းတော်တစ်ခုဖြစ်ရင်ကျွန်တော်ကိုယ်တိုင်အရင်ဆုံးတင်ပါအမို့ငါတင်ပါငါတင်ပါအဲ့ဒီကိစ္စမပြောအောင်မပြောနဲ့ထားလိုက်အဲ့ဒါတော့မင်းကဆရာသမားဟုတ်တယ်မလားဆရာသမားမင်းလည်းဆုံးကတာကြပါဘူးဟုတ်ပါဘူးဟုတ်တယ်မလို့ပါဟုတ်တယ်ဓမ္မနဲ့ဓမ္မနဲ့အရမတော့ခွဲကြတဲ့မှာငါဆရာတင်ပါလေအဓိကပြောချင်တာအဲကျွန်တော်တို့အားလုံးသိနေကြတယ်အခုချိန်မှာဆိုရင် မြန်မာတော်လှန်ရေးမှာအဓိကအကြဆုံးစစ်ကောင်စီဘက်ကအားကိုးစရာအကောင်းဆုံးကမြန်မာလေကြောင်းလေကြောင်းတိုက်ခိုက်မှုမှန်တာဗောပွိုင်တိုင်းပွိုင်တိုင်းပွိုင်တောင်ကုန်းတိုင်းအဲ့ဒါပြစ်မှတ်တိုင်းကိုသူတို့ကကျင်းပြီးပြီးပြီးသားထောက်ပြီးသားထောက်ပြီးသားပြစ်ပြီးသားအဲအဲ့ဒီအတွက်လေသူတို့ဒါကွာလုံးဝမနိုင်မနိုင်ဘူးပဲလေကြောင်းကိုကွာအရှုံးကိုပေးရမယ်ဒါလို့ကိုယ့်ဘက်ကကြိုတင်ကာကွယ်ရမယ်ကိုကိုကြိုတင်ရှောင်ရမယ်ဟုတ်တယ်နော်ဒါသူတို့ပြောရမယ် အဲတခုတော့ရှိတယ်ဒုကလည်းငှက်ပြစ်တွေဝယ်ထားပါလေတခုတော့ရှိတယ်မင်းတို့အဲ့လေကြောင်းလေးကြောင်းဝယ်ရမှာအင်းတဏမရအောင်လို့ယူရလိမ့်မယ်ဟုတ်လားအာမင်းတို့ဒီတိုင်းစက်ကြောင်းထိုးလာမြေပြန်ထိုးလာပြီထိုးလာတော့900ထိုးထိုး400ထိုးထိုးအစိမ့်စိမ့်အမှောင်မှာကွဲပြီးဘဝတွေပြတ်ကုန်တာဟလာအလံဖြူလေးတွေထောင်ရတာအလုံးမှမြည်လိမ့်မယ်မင်းတို့မှာလေကြောင်းလေးကြောင်းဝယ်ရှိတယ်မင်းအဲ့လောက်နဲ့မပြီးဘူးဆိုတာကိုပြောချင်တာလေကြောင်းတစ်ခုတည်းနဲ့အမှန်နဲ့ငါတို့ဘက်ကအရှုံးပေးတယ်လေကြောင်းကိုမင်း သူများတွေရှုံးပေးတာမပြေးတာမျိုးငါတော့ငါတယောက်တည်းအယူဆရကြည့်မယ်ဆိုလေချောင်းကဟုတ်တယ်ငါတို့မင်းတို့မဖြစ်မင်းတို့ချက်ချက်ပုံစံနဲ့တက်လာခဲ့လေချောင်းမပါဘဲနဲ့တက်လာခဲ့မင်းတို့ဘုရားသွားအေးအဲ့တော့ဒီဘဒူကောင်းတယ်ဘဒူမှန်တယ်ဘဒူကမှားနေတယ်ဘဒူကမှန်တယ်ဆိုတာလေမင်းတို့သိတယ်လေချောင်းကောင်းတယ်လေဘေးလေဘေးလေဘေးများပါတော့လေဘေးများနောက်မြန်မာပြည်ကဒါမင်းတို့ပြောတာလေတရေများဆိုရင်မင်းတို့တော့လေတူရဲကောင်းများပါတော့တရေများဆိုတာတူရဲကောင်းတွေကို 你咱那时没民点对啥对啥？现在没族得他的点严，比我个得更多。中央的保护保我们好，他所以都标准了。那呢？大地士的你也蛮大力士的，民族在这李江安老人多大地士的？李江安家也民族大力士。哎，这多标准现了亲戚们挂，你嘛那年那年大的。 မြန်မာပြည်သူကိုတတ်တဲ့ကောင်ဖြစ်ချင်လားမြန်မာပြည်သူကိုကူညီတဲ့ကောင်ဖြစ်ချင်လားအတက်အိုးအိမ်ကိုစောင့်ရှောက်တဲ့ကောင်ဖြစ်ချင်လားမြန်မာပြည်သူရဲ့အတက်အိုးအိမ်ကိုစောင့်ရှောက်တဲ့ကောင်ဖြစ်ချင်လားအတက်အိုးအိမ်ကိုစောင့်ရှောက်တဲ့ကောင်ဖြစ်ချင်ဝေကန်တချမ်းမှာကွာတို့မြန်မာတွေရဲ့နှစ်ကူးခေါ်တာပေါ့မြန်မာနှစ်ကူးခေါ်တာပေါ့အကျန်ရတော့ဟုတ်လားမြန်မာတွေနှစ်တိတ်ကူးရဲ့လားမနှစ်တိတ်ကူးမှာအဲ့ဒီကိစ္စကြီးပါမသွားပါစေနဲ့ကွာကိုအတိစိတ်တဲ့နဲ့ကူဟယ်လိုလားငါတို့ဘက်ကမိသားစုကြီးအရမင်းတို့ ဘယ်လိုပြောမလဲနွေးနွေးထွေးထွေးနွေးနွေးထွေးထွေးနဲ့ကြိုးစို့ဖို့ ready ပဲဒါအဲ့ဒါပြောချင်တာပါဟုတ်တယ်ဒါမဲ့တကူလို့ရှိတယ်ကျွန်တော်တို့ကလည်းဒိန်းအောင်ကြောင့်ဆက်မပြောနဲ့ကောဟုတ်ပါဘူးအဲ့မဲ့မင်းပြောတဲ့ဒိန်းအောင်ကြောင့်လည်းငါမပြောပါဘူးအဲ့မတော်ဘူးအဲ့ဒီဟိုလေတရေတွေလားတကူပြောလေတရေတွေလားအဲ့လေတရေတွေအဲ့ချို့လည်းအဲ့လေထဲမှာတရေဖြစ်သွားတာကြီးอืมတေးသွားတာပေါ့နော်ငါတို့ဘက်ကလည်းငှက်ကျင်နေရှိပါတယ်နော်ရှိတာပေါ့မထုတ်သေးတာမထုတ်သေးဘူးမှန်တယ်နော်မထုတ်ဘူးဒါပေမဲ့သူတို့ပိုင်နိုင်မှုနဲ့ကိုယ်ပိုင်နိုင်မှုကိုပြောပြတာอืมသူတို့အတီတရား ရစီချင်တာอืมသူတို့လည်းပညာတက်လို့ဒီနေရာတွေရတာอืมပညာစာတွေတင်လာတာပြည်သူတတ်ဖို့မှမဟုတ်တာဟုတ်လားနိုင်ငံကိုကာကွယ်ဖို့ဘာတော့လည်းနိုင်ငံပြည်သူကိုနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူကိုကုညီစောင့်ရှောက်ဖို့อืมဒါဆိုရင်ဒီလောက်ပြောရင်သဘောပေါက်ပါလိမ့်မယ်ဟိုရှေ့ရလဲတိတ်မပြောချင်ဘူးဟုတ်ကဲ့တချို့ကြောင့်လည်းသဘောမပေါက်ဘူးကွာသူဒီလိုမဟုတ်လေခဏခဏပြောပြတယ်ပြောပြတယ်ဟုတ်ပြီမင်းတို့ကလေနဲ့ဘုံကျဲကြတယ်ဘုံကျဲတဲ့အချိန်မှာမင်းတို့ကလို့ဒီကလေးမြန်မာမင်းတို့သားသမီးတို့ ခံသားကြည့်ပါလားငါတို့ခဏခဏပြောပြောတယ်ပြောလဲဒီကောင်တွေမရဘူးသူကမင်းအောင်လိုင်ရဲ့အမိတ်အာနာကိုလုံးဝမလွန်ဆန်နိုင်တဲ့အတွက်မင်းအောင်လိုင်ကဒီနေရာသွားကျဲဆိုလေဒီကောင်တွေကျဲရတာပဲမှန်တော့မှန်တယ်อืมအမိတ်အာနာကိုမလွန်ဆန်နိုင်လို့တော့မဟုတ်ဘူးသူတို့အဖို့မှလည်းနောက်ကအော်ငါဒီလိုတခုခုများလှုပ်လိုက်ရင်ငါမိသားစုထိတိုက်သွားမလား။နောက်အဲဒီဒါဆိုရင်ငါဆိုတဲ့ဟာတခုလေးကိုမတွေးကြပါဘူး။ ဒီမိသားစုလေးတစ်ခုလည်းထိကြိုက်မှကြောင်းရင်နောက်မှမိသားစုကောင်များစွာတိတ်ကြည့်ပျက်စီးနေတာခဏလူလည်းမြင်လိမ့်မယ်ခဏလူဂုံယူနဲ့ဂုံယူလို့ရပါရဲ့ငါကျဲလိုက်လို့မြင်လိုက်အဲ့ဒီရွာဘလို့ဘုံကျဲလိုက်လို့လူဘယ်နှယောက်ပြေးသွားတာဂုံယူလို့ရပါလိမ့်မယ်ဒါမျိုးဂုံယူခြင်းနဲ့ဆိုရင်လည်းရှိပါဟုတ်ကဲ့ပြောပြောကျင်တာပါအဲ့ဒါကိုလို့ကျကျွန်တော်ပြောကျင်တာပါလဲဆိုတော့အဲငါတို့ကမိသားစုရှိတော့ခမရမောင်မိသားစုမရှိဘူးနောက်မှာအဲကျွန်တော်ကလည်းရှိသူနားနာပါမှာနောက်ရှိလို့ CDN ဝင်တဲ့ ဝင်ခဲ့တဲ့ကျွန်တော်ရဲဘော်တွေမှာလည်းဘုံမှုတွေမှာလည်းဘုံကြီးတွေမှာလည်းကျွန်တော်တွေမိသားစုရှိတာပဲအဲတို့ရဲ့ဘလူဝင်ခဲ့ကြတယ်ဒါပေမဲ့မိသားစုတိုင်းရဲ့ခံယူချက်မတူကြဘူးအင်းအဲ့ဒါကလူစကားနားလည်ဘူးပဲပြောချင်တာလူတို့ကလည်းမပြောဟောင်းတုံတောင်ကျန်တယ်ဟုတ်ကတော့ချော့လဲပြောပြီးသွားပြီချော့လဲပြောရမရဘူးလေချော့လဲမပြောဘူးချော့လဲပြောဘူးမျက်စိမပြည့်ပါအလေလက်ပဲရှိပြီးတော့ပြောပြအလေလက်လည်းပြောတယ်ဒီကောင်ကဘာကြောင့်ပြောရလဲဆိုတော့အဲဟုတ်ပြီဒီလိုဒီလိုမှာခုမိသားစုအင်းခုမိသားစုတစုပဲရှိတာမို့မိသားစုကတော့အကုန်လုံးရှိကြတယ် ခံယူချက်ကြီးกว่าတယ်ခင်ဗျားတို့လည်းဘယ်လိုခံယူခြင်းလဲဆိုတာကိုကျွန်တော်ခုနပြောလိုက်ပြီဟုတ်လားဟိုဒီပညာရှင်ထားတာဒီပြည်သူကိုတတ်ဖို့ဟုတ်ပြီငါမိသားစုကောင်းစားရင်ဒီရောကျန်တဲ့ကောင်တင်ရင်ဒီဆိုရပါတယ်မှန်တော့ဗောอืมလုပ်လို့ရပါတယ်ကြိုက်တဲ့အတွေ့သေးလို့ရပါတယ်မိနစ်တော့ပါတို့ဘက်ကတော့ဝယ်ကန်းကျူနေတယ်နှစ်သိက်ကူမကြော်စီခြင်းအားလုံးပါဝင်အဲပါဝင်ပြီးတော့ဒီဘက်ကနေထွေးထွေးနဲ့ပြည်သူရင်ကိုခလုံးကြည့်ခြင်းတယ် ီတစ်ခုပဲပြောချင်တယ်ဟုတ်ကဲ့ဟိုကကျွန်တော်တို့ပြောချင်တာတော့ဗာလဲဆိုတော့ကျွန်တော်တို့ကအမြဲတမ်းကိုကျွန်တော်တို့ရေဒါကအမြဲတမ်းပြည်သူ့ပြည်ဝင်ခုလုံးမှုအမြဲတမ်းပြောပါတယ်ခင်ဗျားတို့ကလည်းမိသားစုရှိသလိုကျွန်တော်တို့ဒီနောက်ကလည်းမိသားစုပေါင်းများစွာရှိပါတယ်ခင်ဗျားတို့မိသားစုဒီ၄၅ယောက်စာအတွက်နဲ့ကျန်တဲ့ပြည်သူတွေရဲ့မိသားစုအသက်အိုးအိမ်ဟာအိုးအိမ်မောင်းများစွာပါနော်မရီယာဆုံးရှုံးတာလည်းနားလည်ပေးကြပါဗျာအဲပြောချင်တာကျွန်တော်တို့မကြခင်ကျွန်တော်တို့နှစ်တစ်ခုမဲ့ကျွန်တော်တို့ရဲ့အကြံကိုရောက်တော့မယ်ဟုတ်တယ်အတာအကြံကိုရောက်တော့မယ်ငမူးလို့လာတော့အတာကူးမဲ့ တင်းညာဟာအတားမတော့လိုက်တဲ့တောက်ဆိုငလူတိုင်းကြီးတောက်နေအတားမဟုတ်ပါကွာကျန်နေစီရက်လည်းတောက်သွားတယ်ဟောတကြံနဲ့ပိုးတောက်တယ်မင်းကမနားမလဲတာဟုတ်လားဒါပါဗျာကျွန်တော်တို့ဒီနေ့ပြောကြတာကျွန်တော်တို့အတားတကြံစီဒီယန်ဆိုပြီးတော့ကျွန်တော်တို့ကတကြံမှာကျွန်တော်တို့အားလုံးကိုထပ်မှန်ပြီးတော့ဖိတ်ခေါ်ပြရစီဗျာအားလုံးလာဖို့လဲထပ်မှန်ပြီးတော့ဖိတ်ခေါ်ပါတယ်လူသိရှိတဲ့သူများလည်းရောက်လာဖို့အတွက်ကျွန်တော်ပြောလင့်ပါတယ်လို့ပြောကြရင်ကုသိုလ်ရေးအားလုံးပဲဝယ်ကမ်းပါခင်ဗျာโอเค ုတ်ကဲ့ပါဒါတော့ကိုဖိုးလေးတို့ရဲ့ဒလင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ GPP နောက်ပိုင်းမှာပေါ့နော်ဘယ်လိုမျိုးမြင်လဲကိုအထင်မြင်တော့တဲ့ချက်လေးတွေလည်းကွန်မန့်မှာရေးခဲ့ပေးပါခင်ဗျာဒါဆိုရင်ကျွန်တော်နောက်ဆုံးတစ်ပုတ်နေနေပေါ့နော်ကျွန်တော်ကကရေးဝင်းကြီးဦးရေမွန်ရဲ့ဒလင်းလေးကိုကြည့်လိုက်အောင်ဒီဒလင်းကိုကြည့်ပြီးလို့ကျွန်တော်ကျွန်တော်အားရချက်လည်းမရှိမှဖြစ်ပါတယ်ဆိုတော့ဆုံးနေလိုက်ပါကြည့်ရှုပေးပါခင်ဗျာ2025ခုနှစ်မှာအမျိုးသားညွညွရေးအစိုးရကတနိုင်ငံလုံးတိုင်းတာနဲ့စီးလုံချနိုင်တဲ့အစွမ်းရှိရမယ်ဆိုတဲ့ပထမဆင့်စီးရင်မြုံမှန်ချက်ပြည့်မြည်ပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကကပွန်ညီနောင် project ဖွင့်ပွဲမှာပြောကြားခဲ့ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အခု2025ခုနှစ်အတွင်းတိတာထင်ရှားလာတဲ့အချက်ကအရင်စီးရေလှုပ်ရှားနိုင်စွာမရှိတဲ့ဒေသတွေကိုတုံ့ပြန်ပြီးစီးရေလှုပ်ရှားနိုင်လာတာကိုတွေ့ရမှာဖြစ်တယ်လို့ဒါကကာကွယ်ရေးဝန်ကြီးဌာနရဲ့ပထမအဆင့်စီစဉ်ဆောင်ရွက်ချက်ဖြစ်တယ်လို့ကာကွယ်ဝန်ကြီးဦးရီမွန်ကရှင်းပြပါတယ်။ဘရောနေမြေစုမှုထိန်းချုပ်မှုလို့ကျွန်တော်တို့ပြောမယ်ဆိုရင်အခုချိန်မှာဒေါ်လာရေးတက်တွေက ရှိရရောအုတ်ချုပ်ရရောအပီးသာဒါကျွန်တော်တို့တိမ့်ပိုက်ပြီးဖြစ်တဲ့နေမြေတွေလည်းရှိနေပြီရှိရရပြီးမတက်သေးဘူးဆိုရင်တောင်မှနေမြေတစ်ခုလုံးကိုစုမထိန်ချုပ်ပြီးတော့အုတ်ချုပ်ရထူတောင်းထားတဲ့ဒေသတွေကတော့တနင်္ဂနွေလုံးတိုင်းတာနဲ့ဆိုရင်အမြောက်အများရှိနေပြီအထူးသဖြင့်စကိုင်းတိုင်းတိုင်းလုံးဆိုရင်ကျွန်တော်တို့85000ခန့်လောက်အထိကို နေပြည်တော်မှာထိတ်ချုံမှုရှိနေပြီလို့ပြောနိုင်တဲ့အနေအထားပါအဲ့တော့တနင်္ဂနွေလုံးတိုင်းတာအနေနဲ့ဆိုရင်အခု2025ခုနှစ်အတွင်းဒီလာထင်ရှားလာတဲ့အချက်ကတော့ကျွန်တော်တို့ခင်စီလှူရှားနိုင်စွာအားနည်းနေခဲ့တဲ့ဒေသတွေဒီပင်လေအခုချိန်မှာတော့ပို့ပြီးတော့မှတိုးပြီးတော့မှစီကြီးလှူရှားနိုင်လာပြီဆိုတာတွေ့ရပါပါဒါဒီပင်လေကဘေးဝင်ကြီးဌာနအနေနဲ့ဒါပထမအဆင့် ညွန်မစီစဉ်ဆောင်ရွက်ချက်လို့တို့လိုပြောလို့ရတယ်ပထမအဆင့်အနေနဲ့ကျွန်တော်တို့ကြိုးပမ်းခဲ့တာကတော့တန်တန်ရလုံးစီရေးလှူရှားနိုင်စွာဖြိဖို့ပဲအခုဆိုရင်တော့ဒီဆင့်ကကျွန်တော်တို့ပြပြပြီးတန်တန်ရလုံးအတိုင်းတာနဲ့လှူရှားနိုင်စွာရှိပြီလို့ပြောနိုင်တဲ့အနေအထားဒါကျွန်တော်တို့ရောက်ခဲ့ပြီပေါ့ကပေါ်ဒေတာကစကိုင်းတိုင်းအထက်ပိုင်းရှိကလေးခရိုင်နဲ့တမူးခရိုင်တို့ပါဝင်တဲ့လွင်ပြင်ဒေတာတစ်ခုဖြစ်ပြီးလက်ရှိမှာ ကလေးမျိုးနဲ့တမူးမျိုးကတွေ့ပြီးကြံနေရတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကစုမှုထားသလိုအဲ့ဒီဒေတာကနိုင်ငံတစ်ခုလုံးလွတ်မြောက်ရေးအတွက်အရေးကြီးတဲ့ဒေတာတစ်ခုလို့ဦးမင်းကိုနိုင်ကပြောပါတယ်။ဧကနန်းချီတဲ့စခန်းကြီးတွေကိုရအောင်တိမ့်နိုင်ခဲ့တယ်ဆိုတာပြည်ဒီကကအတော်လေးဘက်ကပေးဆမှုမပါဘဲနဲ့မရခဲ့ပါဘူး။အဲ့လိုပဲအသက်မဆုံးမသည့်တိုင်အောင်ဘုံကစိတ်ပိုင်းတွေပေးခဲ့ရတဲ့တော်လိုင်းရေးသေးကောင်းတွေများစွာလေဇင်းစွာနဲ့တကွကျွန်တော်တီးထားပါလေ။အဲ့တော့သူတို့ရဲ့ကုန်ကျစုတွေကို ြည်တံပြီးတော့ဒီဘွက်ဒီတိုက်ဘွဲတွေအနိုင်တိုက်ကြမဲ့နေရာမှာတစ်ဖက်ကဖက်စစ်တပ်ကိုယ်တိုင်ကလည်းဒီတိုက်ရဲ့အရေးပါမှုကိုသိနေတဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဟိုတကယ်တမ်းအရေးအကြီးဆုံးကျွန်တော်ပွဲကြီးကိုအဆုံးဖြတ်ပေးမဲ့ area တွေကိုတင်းထားရမယ်ဆိုရင်ဟောဒီလိုအရှိမြောက်အနောက်မြောက်စသဖြင့်အပေါ်ကနေပြီးတော့ကားငယ်ပုံစံအုပ်ဆောင်ရင်းကိုဆင်းလာနိုင်မှုကအစဒီဒေတာဟာအရေးပါပါတယ်ကျွန်တော်ခုနကတင်ပြခဲ့သလိုတစ်ဖက်ကအင်အားကြီးနိုင်ငံတွေရဲ့ တိုက်တာနေတဲ့ရေချိန်တွေတော်တိုင်းပေါ်မှာအကဲဖြတ်မှုတွေကလည်းဒီပုံမှာများစွာမူတည်နေတဲ့အတွက်ကြောင့်အားလုံးကမိမိရဲ့ကိုယ်ရညာလွမ်းရှိတဲ့များပေါ့ဒနာအင်အားတွေမကပါဘူးဒီတော်တိုင်းအောင်မှုဒီအစိပ်ပိုင်းအောင်မှုအတွက်လူအားတွေကဉာဏ်ပညာတွေရောဆက်ပြီးတော့ထိုင်ဝင်ကြမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒါကုလကနေပြီးတော့တာဝန်ကျေစွာနဲ့သက်ဆုံးသွားကြတဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းတွေကိုလည်းဥညွရင်သူတို့ရဲ့မပြီးဆုံးသေးတဲ့တာဝန်တွေကိုဆက်ပြီးတော့ယူကြမယ်ကျွန်တော်ရဲပေါ်များဒီသူလူတို့ရဲ့တောက်ခံအားပေးမှုကိုအပြည့်အဝယူပြီး ရပြီပြပြီအောင်မဲရတဲ့ဒီတိုင်းနိုင်ငံပါလေပြည်သူလူထုကလည်းကိုယ့်ရဲ့ရင်ဝယ်သားတွေဖြစ်တဲ့ဟောဒီလူမျိုးရေးတိုက်ပွဲဝင်သူတွေကိုအပြစ်ဆက်ပြီးတော့အားပေးနိုင်ပါလေအချင်းချင်းအပြန်အလှန်ကောင်းစွာဆောင်ရှောက်နိုင်ကြပါစေလို့ဆက်ကပိုဒေတာကစကိုင်းတိုင်းထပ်ပိုင်းကိုစီးရပြီးတက်ရှင်နေမှုမလုပ်နိုင်သေးပေမဲ့အုတ်ချုပ်ရေးရပြည်သူအုတ်ချုပ်ရေးလေပတ်နေတဲ့ဒေတာဖြစ်ပြီးစစ်ကောင်စီကင်းစင်နေနေပြီဖြစ်တဲ့အထိဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ကပိုညီညောင် project ဖွံ့ဖြိုးတက်ရောက်လာတဲ့တော်လိုင်းအင်အားစုတွေကပြောပါတယ် တနိုင်ငံလုံးတိုင်းတာနဲ့နေမီစုံမထင်းကျုံမှုများပြားရှိနေပြီးစကိုင်းနဲ့တတိုင်းလုံးအခြေအနေအရ85ရာခိုင်နှုန်းရှိတယ်လို့တော်လန်ရင်လေးနှစ်တာကာလအတွင်းပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ပြည်သူကာကွယ်ရေးတပ်မတော်တစ်ခုကိုဖော်ဆောင်နိုင်မှုစုံမထင်းကျုံနေမီရရှိလာမှုနဲ့ပြည်သူအုပ်ချုပ်ရေးရန်ရဖော်ဆောင်လာနိုင်မှုဆိုတဲ့အချက်၃ချက်လှုပ်ဆောင်လာနိုင်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောပါတယ် ကဲပါဒါကတော့ကကွေကြီးဝင်ကြီးဥယျာဉ်ပင်တရင်လေးပဲဖြစ်ပါတယ်ဆိုတော့ဥယျာဉ်ပင်ပြောထားတဲ့အရာလေးတွေကိုကျွန်တော်မြင့်ကွန်တိုင်းပြောထားတဲ့အရာလေးတွေကိုပေါ့နော်ကျွန်တော်တို့နားတော်မီရင်တော့ပိုင်းအားရကျန်နေမှုရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီရဲ့တရင်လေးတွေဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မှကိုတိမြင့်ချက်ကိုလည်းကိုမမရေးခဲ့ပြပါဦးဒါဆိုရင်ကျွန်တော်အများကြီးပြောတော့ပါဗျကျွန်တော်ဗီဒီယိုလေးလည်းဒီမှာပဲအဆုံးသတ်ပါတယ်ဆုံးထိလိုက်ပါချစ်ချုပ်ပေးတဲ့ညီကောင်မတော်မှမိဘပြည်သူအရောက်ချင်းစီလိုက်လေသူပင်ကျေးဇူးတင်ရှိပါခင်ဗျကျွန်တော်တို့တော်လိုက်တဲ့ညီကောင်မတော်များအားလုံးဆက်ဆက်ရအောင်ဆင်ပြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် น้องนึกจำมันเป็นตัวจำไหมจำมาคิวเซจามาไหมฮะ